K9 ခွေးရီဖြစ်အုံများဆုံးခွေးမျိုးစိတ်၅မျိုးမင်္ဂလာပါတဘာမီစတော့ကနေကြည့်ဆိုပါရီ K9 ခွေးရီဆိုတာကတာမန်အိမ်မွေးခွေးရီထက်အစမတန်ထက်မြက်ကြပြီးတော့ဒီလိုထက်မြက်တဲ့ K9 ခွေးရီကောင် ဖြစ်ဖို့ဆိုတာကနနစ်ကနေ၃နှစ်လောက်ထိပြင်းထန်တဲ့ training ဆင်းဆင်းကိုဖြတ်ကျော်အောင်မြင်ရပါရီဒီလိုကျွမ်းကျင်ထက်မြက်တဲ့ K9 ခွေးရီကောင် ဖြစ်ဖို့ဆိုတာကငြိမ်းထက်မြက်မှုနဲ့ဒီကြမှန်ကန်စွာမိနာခန့်တက်မှုတွေနဲ့ပြည့်ပြည့်စုံဖို့လိုအပ်နေတာဖြစ်ပါရီ ဒါကြောင့်မို့ခေနိုင်အာနာပိုင်ခွေးတွေဟာငကိုကလေးကနေညင်ထက်မြက်တဲ့ခွေးမျိုးစစ်တွေကိုတော့ခေနိုင်ခွေးဖြစ်အသုံးပြုကြတာဖြစ်ပါတယ်။ဒီနေ့ဗီဒီယိုမှာတော့ခေနိုင်ခွေးတွေဖြစ်အသုံးများဆုံးခွေးမျိုးစိတ်၅မျိုးအကြောင်းကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။နံပါတ်5 Bloodhound Bloodhound ဆိုတဲ့ခွေးမျိုးစိတ်တွေကမူလက Belgian နိုင်ငံကနေပေါက်ဖွာလာကြပြီးတော့အရင်ခေတ်ကမဲလိုက်ခွေးတွေဖြစ်အသုံးပြုကြတာဖြစ်ပါတယ်။ Bloodhound ခွေးတွေကနန့်ခနဲ့နေရာမှာအင်မတန်ကုန်မထူးချွန်ထက်မြက်တဲ့ခွေးမျိုးစိတ်တွေဖြစ်ကြပြီးတော့ ရဲခွေးစစ်ခွေးတွေဖြစ်အုံပြူကြတဲ့နေရာမှာအင်မတန်ကုန်းမလွယ်ကူစေတာဖြစ်ပါရီသူတို့ရဲ့နိုင်ငံထက်မြက်မှုတွေကြောင့်မလို့စစ်ပွဲတွေမှာလူပြောက်ရှာဖွေရေးနဲ့အခြားသောမူရေးဆေးဝါးရှာဖွေရေးတွေမှာအုံပြူကြတာလည်းဖြစ်ပါရီခင်ဗျာနမလေးဒေါ်ဘာမန်ဖင်ရှာဒေါ်ဘာမန်ဖင်ရှာဆိုတဲ့ခွေးတွေကမူလကဂျာမနီနိုင်ငံကနေပေါက်ဖွားလာကြပြီးတော့သူတို့ရဲ့ပြည်တန်မှုနဲ့ငြိမ်ထက်မြက်မှုတွေကြောင့်မလို့ခင်းနိုင်ခွေးတွေဖြစ်အုံပြူကြတာလည်းဖြစ်ပါရီ ဒေါ်မန်ဖင်ချာဆိုတဲ့ခွေးကြီးကရေးပေါ်အခြေအနေတွေမှာအမိန်ပေးချက်နဲ့တပင်းကြီးလှူဆောင်နိုင်စွမ်းရှိကြပါရည်။သူတို့ရဲ့တီချာတွေမိနာခန့်တက်မှုတွေကြောင့် training ဆင်းတဲ့အချိန်မှာလည်းတင်လွယ်တက်လွယ်တဲ့ခွေးကြီးလည်းဖြစ်ကြပါရည်။ဒေါ်မန်ဖင်ချာဆိုတဲ့ခွေးကြီးကအမြဲလိုတက်ကြွစွာနေတတ်ပြီးတော့ဘယ်အခြေအနေမျိုးမှမစိုးကြောက်စိတ်မရှိဘဲနဲ့ရရင်မုံမုံလှူဆောင်နိုင်တဲ့ခွေးကြီးလည်းဖြစ်ကြပါရည်။နံပါတ်3 Labrador Retriever Labrador Retriever ခွေးမျိုးစစ်တွေကအိမ်မွေးခွေးတွေဖြစ်အတုံးမပြုတ်ခင်မှာ အရင်ခေတ်ကမဲလိုက်တဲ့နေရာတွေနဲ့ငါးဖက်တဲ့နေရာတွေမှာတငါဒယ်ရီအချစ်တော်ခွေးလေးတွေလည်းဖြစ်ကြပါရည်။သူတို့ရဲ့အနှံ့ခံကောင်းမှုမှုစနစ်တွေကြောင့်မလို့ဓာတ်ကောင်ပြန်ဆဲတဲ့နေရာမှာအင်မတန်ငုံမှထူးချွန်ကြတာပါ။လာဘဒိုခွေးတွေကချစ်စရာကောင်းတဲ့အသွင်ပြင်ကိုပိုင်ဆိုင်ထားကြပြီးတော့ညဉ့်ညံသွေးမြင့်မားကြတဲ့ခွေးမျိုးစိတ်တွေဖြစ်တာကြောင့်ခေတိုင်းခွေးတွေဖြစ်အသုံးပြုကြတာလည်းဖြစ်ပါရည်။နံပါတ်1ဘယ်ဂျိမ်းမိုင်လွန်ဘယ်ဂျိမ်းမိုင်လုံးလို့ပြောလိုက်တာနဲ့အိမ်မွေးခွေးတွေအဖြစ်မွေးတာထက်ခင်းနိုင်ခွေးတွေအဖြစ်အသုံးပြုတာကိုအများစုကတွေ့မြင်နိုင်ပါ ರೀ ကျောင်းရင်းကတော့ဘယ်ဂျိမ်းမိုင်လုံခွေးတွေကငញ្ញဉ်သွေးမြင့်မားဆုံးကိုပိုင်ဆိုင်ထားကြတဲ့ခွေးမျိုးစစ်တွေဖြစ်တာကြောင့်မလို့ပါသူတို့လမ်းလျှောက်တက်တဲ့ပေါက်ဆရွယ်ကလေးကနေတင်ယူတက်လွင်နိုင်ကြပြီးတော့ခင်းနိုင်ခွေထဲမှာအထက်မြက်ဆုံးခွေတွေလည်းဖြစ်ကြပါရည်။တခင်းအမိန့်ကိုမန်ကန်တိကျစွာနာခံတက်ကြပြီးတော့ခင်းနိုင်အာနာပိုင်းရဲ့အချစ်တော်တွေလည်းဖြစ်ကြပါရည်။ဘယ်ဂျိမ်းမိုင်လုံခွေတွေကမူလကဘယ်ဂျီယံနိုင်ငံကနေပေါက်ဖွာလာကြပြီးတော့အရန်ကုန်မှာထက်မြက်တဲ့ခွေမျိုးစစ်တွေလည်းဖြစ်ကြပါရည်။နံပါတ်1ဂျာမန်ရှက်ဖတ် ဂျာမန်ရှက်ဘက်လောင်ထက်မြက်တာကဂျာမန်ရှက်ဘက်ခွေးတွေပဲရှိပါတော့တယ်။ဒါကြောင့်မလို့လေခင်တိုင်းခွေးတွေဖြစ်အတုံးများဆုံးခွေးမျိုးစစ်တွေလည်းဖြစ်ကြတာပါ။ဂျာမန်ရှက်ဘက်ခွေးတွေကမူလကဂျာမနီနိုင်ငံကနေပေါက်ဖွာလာကြပြီးတော့သူတို့ရဲ့ညံထက်မြက်မှုတွေကြောင့်အရင်ခေတ်ကသူတို့ထိန်းကျောင်းတဲ့နေရာမှာအုံပြုခဲ့ကြတာဖြစ်ပါရီ။ဂျာမန်ရှက်ဘက်တွေကတည်နိုင်စွဲမြင့်မာတဲ့ခွေးတွေဖြစ်ကြပြီးတော့ရာဇဝတ်တာဟုံးမဟုတ်ကိုလည်းအကဲခံနိုင်စွဲရှိကြပါရီ။ဂျာမန်ရှက်ဘက်ခွေးတွေကကင်တိုင်းခွေးတွေဖြစ်တာမကဘဲနဲ့ မိသားစုခွေးဖြစ်တဲ့မွေးမြူဖို့အသင့်တော်ဆုံးခွေးလေးတွေလည်းဖြစ်ကြပါရည်။သူတို့ဟာခလေးလေးတွေနဲ့ညင်သားစွာဆက်ဆံတက်ကြပြီးတော့အန်ဒီရတခုခုနဲ့ကြုံတွေ့လာခဲ့မယ်ဆိုရင်လည်းအသက်နဲ့ရင်းပြီးတော့ကာကွယ်ပေးတတ်ကြပါရည်။ဟုတ်ကဲ့ပါကျွန်တော်အခုပြောပြပေးသွားခဲ့တာတွေကတော့ခင်တိုင်းခွေးတွေဖြစ်အသုံးများဆုံးခွေးမျိုးစိတ်၅မျိုးပဲဖြစ်ပါရယ်ခင်ဗျာ။အဆုံးထိကြည့်ရှုပေးကြတဲ့အတွက်အားလုံးကိုထူးပဲကျေးဇူးတင်ရှိပါရယ်ခင်ဗျာ။